ဆရာဇဝနရေးသားထားတဲ့ဇဝနပုံမြင်စာအုပ်ထဲမှာတိဟဘာဟုဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာ ဖြစ်ပါရဲ့ရှင်။ဒီနေ့တွင်ကျွန်တော်သည်လမ်းဘက်သို့ကြည့်၍နေစဉ်ခထဝါကြမ်းကြမ်းပတိုင်းမွေးမုတ်စိန်မွေးထူလာသောပထန်ကလားကြီးတစ်ယောက်နှင့်၎င်း၏မယားခန့်ငယ်ငယ်ညကားစားနှင့်တူသောဇုံတွဲနှစ်ယောက်တို့ကို မျက်စီထဲတွင် ဆူဆူဆက်ဆက်မြင့်မိသဖြင့်ဤကဲ့သို့အရွယ်အသည်မမြတာသော ပောင်းသင်မှုကိုအံ့ဩသည့်စိတ်ဖြင့်ကြည်၍နေမိစဉ်အပါသည်ရုတ်တရက်ပေါ်ပေါက်လာပြီးနောက်မှနေ၍ကြောကိုပြည့်တဲ့ခေါင်းပေါ်၍ဖက်ကားဦးလေးဘာကြည့်နေသလဲဟုမေးလေ၏နဲ့လိုက်တာအပါရငါဘသူများလဲလို့ဟု ိုလိုက်ပြီးမှတခြားမဟုတ်ပါဘူးကွာဟိုလီမယားကိုကြည့်ရတာကောင်မလေးကငငယ်ကလေးသူ့လင်ရအေယာမဟာကြီးတွေးပြီးအသေးရလုံးလို့ဟိုဖြေးလိုက်လေဤအမဲဒါဘာဟောက်သေးတယ်ဦးလေးရဲ့ချင်းနေတောင်ယူသေးတယ်ဟဲ့မဟုတ်တာဖြစ်နိုင်ပါမလားလူနဲ့ချင်းနေနဲ့မိဘသူကပြောတယ်လေတရေစာထဲမှာလည်းမတွေ့လိုက်ရပါကလား အခုဖြစ်တာမဟုတ်ဘူးဦးလေးရဲ့ရပြီတဲ့ဆီယာမပြောလို့ကျွန်တော်လည်းသိတာဟုတ်မယ်မထင်ပါဘူးကွယ်မင်းဆီယာမကလည်းမင်းတို့မဟုတ်တာတွေပြောနေပြီထင်နေရှင်းနေဆိုတာဟောက်လိုက်ရင်နားတော့ကွဲတာအမလီမကွဲဘူးနားမပြောနဲ့ဘာမှမဖြစ်ဘူးအဲ့ဒီမိမဘာဘူးကလမကြီးချင်းလေးနဲ့ရတာနဲ့သူ့သားကိုတီးဟဘာဘူးလို့နည်းနည်းမှတ်ထားလိုက်သေးတယ် ထိုအခါမှကျွန်တော်မှာအပါဤပုံကိုရိပ်မိကအပါအားကြောပေါ်မှာစင်းစေးပြီးနာ။ဩမင်းပြောတာငါသိပြီ။ဒါပေမဲ့တီးဟပါဘူးမဟုတ်ဘူးကွ။တီးဟပါဟုပါ။ဟုတ်ပြင်းလိုက်လေဤ။ဘယ်ရဟုတ်ရမှာလဲ။တီးဟပါဘူးမှအစ်စ်ပါ။ဥလျာတိတယ်လဲဆိုတဲ့နားလဲမလဲဘူး။ဥလေဒီပုံကိုကြားဘူးလို့လား။ကျွန်တော်မှာ အပါပြောပြပါလေအသေးအစင်ကြားရလိမ့်မည်ဟုတွေးမိသည့်အတိုင်းအပအားအငင်းအခွန်ပြ၍မနေလိုတော့ပဲအေးငါမှားလိုက်မယ်ငါကြားဟူတာကတခြားပုံထင်နေကဲမင်းဆရာမပြောပြတဲ့ပုံငါ့ကိုပြန်ပြီးပြောပြစမ်းပါအောင်ဟုတ်ပြောလိုက်ရလေဤရှေးရှေးတုန်းကအဲ့ဒီမိမကြီးတယောက်ရှိရောအင်းမင်းပြောမှာပဲဘသူဘဝဆိုတာ ်သေးသေးချာချာသိရတော့တာပဲဥလိရလည်းနတ်ထောင်စမ်းမအောင်ပြောမယ်ဖြစ်မကြံရသေးဝင်းလျှောက်ပြီအဲ့ဒီမိမကြီးကရှင်ပြည့်သမီးဥလိရဲ့ဒါနဲ့ရှင်ပြည့်သမီးဆိုတော့ယောက်ျားတွေမတွေ့ရအောင်လှောက်ထားတာပေါ့ရှင်ပြင်ကတော့ဖြင့်ဘာမှမသိဘူးသူသမီးကတိတ်လင်းလို့ရှင်နေတာဥလိရဲ့မတွေ့ရအောင်လှောက်ထားတော့တားပြီးတွေ့ရှင်နေတာပေါ့ဒီနေ့ကျတော့ သူသမီးကအပြင်ထွက်ရအောင်ကြံပြီးဖဖေရဲ့ကျမတို့ကဲနော်ကြီးကိုပြောပွဲစားသွားခြင်းနဲ့လို့ပြောတာနဲ့သူ့အဖေကြီးလည်းလှွတ်လိုက်ပါရောကဲနော်ကြီးဘာနဲ့သွားလဲလက်ချားနဲ့လားရှင်ပြည့်သမီးပဲဦးလေးရဲ့လက်ချားပဲစီးမလဲနွားလဲစီးမှာပေါ့ဟုတ်တယ်မရင်းနဲ့လေရှေ့တော့ဟာနွားလဲစီးကြတာပဲအဲ့ဒါနဲ့ကဲနော်ကြီးရောက်သွားကြတော့အဲ့ဒီမိမတယောက်တည်း တော်ရဲဝင်သွားတာချင်းသေးနဲ့တွေ့ကြပါရောဟုတ်ကဲ့လားကွာကန်တော်ကြီးမှာချင်းသေးရှိနိုင်ပါမလားရှိတာပေါ့ဦးလေးရဲ့ရှိရတော့ကတော်ကြီးတဲ့တလိမ့်ဆန်ယုံနေတာလွတ်လာတဲ့ချင်းသေးဖြစ်ရင်လည်းဖြစ်မှာပေါ့အင်းချင်းသေးမြင်တော့ကြောက်ပြီးပြေးရောလားမပြေးဘူးဦးလေးတခါလေညာကြရောချင်းမြဲလာကြည်လားဘယ်အချင်းများရီးစားစကားပြောလိုက်ကြပါလိမ့်မလဲ ။တွေးတော့ပြောမှာပေါ့ဦးလေးရဲ့။ဘသူကစပြောတယ်လဲ။ချင်းနေကြီးကအမလေးနှမကိုမရလို့ရှိရင်ကန်တော်ကြီးတဲ့ခုံချပြီးသေးလိုက်ပါတော့မယ်လို့များပြောသလား။ချင်းနေကြီးကတော့ပြောမှာပဲ။ဘလို့ပြောတယ်လဲတော့မသိဘူး။ဒါပေမဲ့အဲ့ဒီရှင်ပြင်းသမီးဘာဘူးကလမကလင်းလိုချင်းနေတော့ချင်းနေမြင်လိုက်တော့သဘောကျသွားပြီ။သူကစပြီးပြောတယ်လားမသိပဲ။အော် ဟုတ်ပေးလိုက်မယ်။မြင်မြင်ချင်းကြိုက်တယ်ဆိုတာမျိုးလို့ရှင်နေကြီးရဲ့လေဆာမုကလေးတို့ကိုပဲရွှေတော်ရွှေခဲတွေလို့ထင်းပြီးအဲ့ဒီမိမကမောင်ရဲ့နှမမှဖြင့်မောင်ရဲ့အမွေးတွေကိုမြင်ကလေးကဥလေးရလဲမဟုတ်တာနော်မင်းရပဲပြောတယ်မဟုတ်လားဒီမိမကြီးကပဲစပြီးညီစာစကားပြောတယ်ဆိုဒါတော့သူတို့နှစ်ယောက်တယောက်ယောက်တော့ပြောမှာပေါ့အော် ဒါမင်းပြောမှာကိုနှုတ်ကျွန်တော်ပြောနေတာပဲဦးလေးရဲ့ကဲကဲပြောပါအောင်ပြောပါအောင်သူတို့တော်ရဲမှာပဲညားကြရော်လားဟုတ်တယ်ညားပြီးတော့အဲ့ဒီမိမကြီးလဲရှင်နေအနားမခွာဘူးတော်ရဲမှာပဲနေရောအဲ့ဒါနဲ့သူတို့တော်ရဲမှာနေကြတော့ရှင်နေရဘာမှလောက်ကင်မကျွေးဘူးလားရှင်နေရဘာအလောက်လောက်နိုင်မှာလဲဦးလေးရဲ့စားမမတက်ပဲ ။စာရေးအလုပ်လည်းမလုပ်နိုင်။ဘာမှမလုပ်နိုင်။ဒီလိုပဲညားနေကြတာပေါ့။နှုတ်ရှင်ပြင်းကြီးကသူ့တမိခိုးမှုနဲ့ဂက်ကိုမတိုင်ဘူးလား။ဂက်ကိုမတိုင်တော့ဘူး။တခါလဲနှိပ်ပြစ်လိုက်လို့တော်ရဲမှာပဲနေတာပေါ့။အဲ့ဒါနဲ့ကလေးတရားမွေးရော။အင်းတဲလဲမြန်ပါကလား။နားထောင်စမ်းပါဩဦးလေးရဲ့ဦးလေးကလည်းတဲ့ခွကြတာပဲ တင်တော်ပြောတာတော့ဘဲရောက်သွားပြီလည်းမသိဘူး။အော်အော်သိပြီ။အဲ့ဒါနဲ့သားကလေးမွေးတော့ရှင်နေကြီးကလည်းသူ့နာမည်ပေးမယ်။ဘာဘူးကလမကလည်းသူ့နာမည်ပေးမယ်နဲ့။နေမယားရဖြစ်နေကြပြီးတော့မှနှစ်ယောက်သဘောတူနာမည်နှစ်ခုစလုံးပါအောင်တီးဟဘာဘူးလို့မှဲ့လိုက်ပါရော။ဒီကလေးမွေးတော့ဘာနဲ့နှုတ်တိုက်တယ်လဲ။လက်တူချင်းလား။ကလက်ဆိုးလား။ဘာနဲ့တိုက်တယ်လဲတော့မသိဘူး။တော်တော်ကောင်းတဲ့နှုတ်ဖြစ်မှာပဲ။ ဘာပြုလို့လဲဆိုတော့ဒီကောင်ကလေးကတိတ်အားရှိတာပဲတဲ့ခဲတိုးတော်နစ်လားအဲ့ဒါအားရှိသလားဦးလေးစားဘူးသလားငါတော့မသိဘူးပြောတယ်ကြားဘူးတာပဲလေကဲကဲဒါနဲ့မေးစမ်းပြစေအောင်ချင်းနေကြီးကသူ့သားကလေးမွေးတော့ဘလို့တချင်းဆိုပြီးချော့တယ်လေလူကလေးရဲ့တိတ်ပါဆို ခိုးဖဲလို့ပြေးလို့များသိုးသေးသလားအဲ့ဒါဆရာမမေးကြည့်အောင်မယ် ပုံပြောတော့ကအဲ့ဒါကိုပြောမပြောင်းဒါပေမဲ့ကျောင်းကြီးရဲ့မိတန်တုံနဲ့ချော့ရထင်တာပဲအဲ့ဒါနဲ့တေးရပါဘူးလဲအသက်နည်းနည်းကြီးလာတော့သူ့ဖေကဘသူလဲလို့သူ့အမေကိုမေးတော့မပြောဘူးတဲ့အဲ့ဒီတော့သူ့တငယ်ချင်းတွေကသူနဲ့ရဖြစ်တော့သူ့အမေနဲ့ချင်းသေးရလို့မွေးတဲ့တားလို့ဆဲကြတော့သူ့အမေကလည်းပြောပြလိုက်ရောတဲ့ ဒီလိုပြောပြလိုက်တော့သူလဲသိရှက်တာပေါ့ပြက်ထာနဲ့ဒီချင်းလေးကြီးကိုတက်ပြစ်မယ်ဆိုပြီးတနတ်သွားဝယ်တာပေါ့မဟုတ်ပါဘူးကွလေးနဲ့မြန်လောက်တာပါဦးလေးရလဲမတိဘဲနဲ့ပြောနေပြန်ပါပြီလေးဆိုရင်ချင်းနဲ့မပြောနဲ့ကြီးကန်တော့ပေချင်းမတေးမှာရိုင်းဖဲနဲ့ပြစ်မှချင်းနဲ့တေးမှာပေါ့ဒီလိုဆိုရင်ရိုင်းဖဲမှဟုတ်ပါမလားတက်တနတ်ထင်းနေ ဟောက်မှာပေါ့အဲ့ဒါနဲ့ညညကျမှရှင်နေကြီးကလာတာ哦အဲ့ဒီညနေရှင်နေကြီးလဲလာရောသူသားစက်တနက်နဲ့ပြစ်ချလိုက်ပါရောနှုတ်ရှင်နေကြီးကလူမပါမယ်လူကလေးရဲ့ငါမင်းဖေဖေပါကွယ်လို့မပြောဘူးလားပြောပေမဲ့မရဘူးရှက်ရှက်နဲ့တက်ပြစ်လိုက်ရောအဲ့ဒါနဲ့ပြီးရောလားမပြီးသေးဘူးဦးလေးရဲ့ရှင်နေကြီးသေးပြီးတော့မှ သူ့အဖေတက်တဲ့အတွက်ခေါင်းကြီးကြိုက်နေရောတဲ့ခေါင်းကြိုက်စေဝယ်မစားဘူးလားစားပေမဲ့မရဘူးပိတ်ပြီးကြိုက်လာတော့ဘေးရင်ဆရာတွေကအဲ့ဒါကို့အဖေကိုတက်လို့ဖြစ်တာရှင်နေကြီးအယုံတော့ပြီးရှစ်ခိုးရမယ်ဆိုတော့ရှင်နေရုပ်ကိုလူများရှေ့မှာရှစ်ခိုးရမှာချက်ထားနဲ့ဖះနာမှာရှင်နေရုပ်လောက်ပြီးရှစ်ခိုးရောအဲ့ဒီတော့မှခေါင်းကြိုက်ပြောက်ရော အဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့တရားဇဝနာရစ်တထားတဲ့ဇဝနာပုံမြင်စာအုပ်ထဲမှာတိဟဘာဟုဆိုတဲ့ပုံမြင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါလေရှင်။